ဖောဖမများလုံးမင်္ဂလာပါကလော့ကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်ပြင်းပြလေးပွဲစဉ်17ဒီပြီးဆုံးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့အဆင့်ရက်တီကျက်လေးတွေရတယ်တော်တော်လေးမှကျွန်တော်တို့ပြောင်းလဲသွားတဲ့အချိန်တွေရှိတဲ့အတွက်ကြောင့်တော့ဒီတစ်ပတ်အပြီးဆုံးသွားတဲ့ပြင်းပြလေးပွဲစဉ်17ရက်အဲကျွန်တော်တို့ပုံစံလေးတွေပြီးလို့ရှိရင်အဆိုးကောင်းအကျိုးကြောင်းလေးတွေပြန်လဲဆွေးနွေးတုံးသက်ပေးတော့မယ့်ဗီဒီယိုလေးဖြစ်ပါတယ် ဒီဗီဒီယိုလေးမစရင်ကျွန်တော် YouTube channel လေးကိုအဲ subscribe လုပ်ကတဲ့ညီကိုလေးနဲ့အဲ subscribe လုပ်ပြီးကုညီပေးသွားလို့ရပါတယ် okay အဲ့ဆိုလို့ရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်ရင်းသောနေနဲ့ကျွန်တော်တို့စနေနေ့မှာကျွန်တော်ရှင်မြန်သွားတဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ Tottenham Hotspur နဲ့ Manchester United ဒီပွဲမှာတော့ကျွန်တော်တို့2-2ဆိုပြီးတော့တေရလက်ကိုဒါပုံဖော်သွားပြီးတော့ကျွန်တော်တို့ အဲတယောက်တစ်ဖက်စီခွဲဝေသွားတဲ့ကျွန်တော်ပွဲလေးဖြစ်ပါဒီပွဲမှာတော့ကျွန်တော်တို့တော်တော်လေးမှကြီးလို့ကောင်းမွန်တဲ့ပုံစံမျိုးတွေကိုဖြစ်သွားပြီးတော့အထူးဖြစ်ကျွန်တော်တို့ဒီပွဲမှာဆိုလို့ရှိရင်တော့အဲပြောစရာတွေတော်တော်လေးမှများခဲ့ပါတယ်အထူးဖြစ်ကျွန်တော်တို့အင်ရှင်ဖြစ်တဲ့ Tottenham Hotspur အနေနဲ့ပထမပိုင်းတစ်ပိုင်းလုံးမှာဆိုလို့ရှိရင်သူတို့အနေနဲ့ မန်ချက်စတာယူနိုက်တက်ကိုလုံးဝရှင်ပြိုင်နိုင်စွမ်းမရှိတဲ့အခြေအနေမျိုးတွေကိုရှိပြီးတော့သူတို့နဲ့ဒုတိယပိုင်းမှာပြန်လာနိုင်တဲ့အခွင့်အရေးတွေကိုရှိခဲ့တယ်လို့ကျွန်တော်ဒါမှလည်းလေဒုတိယပိုင်းမှာပြန်လာနိုင်တဲ့အခွင့်အရေးတွေကိုတော့တစ်ဖက်ကကျွန်တော်မန်ချက်စတာယူနိုက်တက်အနေနဲ့ကျွန်တော်တို့ အဲလုံးဝအပြစ်ဝပျော်ရွှင်ခွင့်မပေးပေးနဲ့သူတို့အနေနဲ့တေတမှတ်တော့မရရအောင်ယူသွားမယ်ဆိုတော့ပုံစံမျိုးနဲ့ဒီနေ့ပွဲမှာရှင်ပြိုင်သွားတာကိုကျွန်တော်တွေ့ရမယ်။ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ Manchester United ကကျွန်တော်တို့အဝေးကမှာ Tottenham Hotspur ရဲ့အဝေးကမှာတွားရှင်ပြိုင်တဲ့ပွဲမှာတော့ပထမအဦးဆုံးအဲပထမပိုင်းမှာတည်းကသူတို့အနေနဲ့အဲ32မိနစ်လောက်မှာတည်းကဂိုးတွေပါတယ်တွင်းပြီးတော့သူတို့အဲပထမပိုင်းမှာ1-0ဆိုပြီးတော့ဥဆောင်ထားတဲ့ထားနိုင်တယ်ဗျ။ဒါပေမဲ့ဒုတိယပိုင်းမှာ Tottenham Hotspur ရဲ့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေနဲ့ပြန်လာပြီးတော့ကျွန်တော်တို့ လူသားဝင်ကစားသမားတို့ဖြစ်တဲ့ကျွန်တော်တဲရဲ့ကျွန်တော်တို့84မိနစ်34မိနစ်မှာတွင်းကိုရဲ့ပြီးလို့ဆိုရင်ကျွန်တော်အထူးပြောတရားရှိတာဒီပွဲမှာ Richarlison Richarlison နေနဲ့ကျွန်တော်တို့ပွဲတိုင်းလို့လို့သူ့အနေနဲ့ကျွန်တော်တို့ခြေပါဂိုးတွေကျွန်တော်တို့ဓာတ်မို့လို့အနိုင်ဂိုးတွေခြေပါဂိုးလို့မျိုးပြီးလို့ဆိုရင်သူ့အနေနဲ့ဥဆောင်ဂိုးတွေမျိုးတွင်းနေတဲ့အချိန်မှာသူ့အနေနဲ့အင်းကြီးချုပ်ပြီးတော့အောင်ပွဲခံတဲ့ပုံစံလေးကသူ့အနေနဲ့ဖိတ်မဲ့တစ်ခုလိုမျိုးဖြစ်နေတယ်ဒါမှလည်းတကယ်လို့ကသူ့အနေနဲ့တကယ်အဲ့လိုမျိုးအဲ ပြန်လဲချေပါကိုတွေတွင်းပြီးသွားလို့အောင်မွဲခံတဲ့အချိန်မှာအင်ဂျင်ချုပ်ပြီးတော့အောင်မွဲခံတဲ့အချိန်မှာတော့တိတ်မကြခင်အချိန်တွေမှာပြန်လဲပြီးတော့ကျွန်တော်တို့တွင်းကိုတွေပြန်လဲတွင်းနိုင်တဲ့ပုံစံမျိုးတွေက Richard Lee စင်နဲ့တော်တော်လေးကိုမှချင်းနေဆိုးတဲ့ပုံစံမျိုးဖြစ်တယ်ကျွန်တော်တို့ အထူးသဖြင့်ကျွန်တော်ဒီအစနေနေ့ညမှာရှင်မြင်သွားတဲ့ Manchester United ဘွဲမှာလည်းသူ့အနေနဲ့ကျွန်တော်တို့အဲချစ်ပါဥဆောင်ကိုတွင်းလိုက်တဲ့အချိန်မှာတော့သူ့နယ်အင်ကြီးချုပ်ပြီးတော့အောင်ပွဲခံပြီးတော့ပြည်လည်းပြည်တော့တိတ်မကြခင်အချိန်မှာပဲ Manchester United ရဲ့ကျွန်တော်တို့အဲတောင်းကန်ဘောကနေရောရလာတဲ့ကျွန်တော်တို့ဂိုးအဲ ဘောလုံးကိုကျွန်တော်ဒီလင့်နေနဲ့ခေါင်းတိုက်ပြီးတော့ခြေပါကိုပြန်လဲသွင်းပြီးတော့သူတို့အနေနဲ့တေးရကြပါတယ်ကျွန်တော်မနစ်ကရာသီမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးကိုသူတို့အနေနဲ့ရစ်ချာလီစင်နဲ့ကျွန်တော်ခြေပါကိုတွေပါသွင်းသွင်းပြီးတော့သွင်းလိုက်တဲ့အချိန်မှာရစ်ချာလီစင်အနေနဲ့ကျွန်တော်အဲ့ညချုပ်ပြီးတော့အောင်ပွဲခံတဲ့အချိန်မှာရှိတယ်အဲ့ဒါပြီးလဲပြီးတော့တိတ်မကြခင်ကျွန်တော်တို့ဒီကိုဂျိုတာကနေပြီးတော့ပြန်ပြီးတော့သွင်းကိုတွေသွင်းလိုက်တဲ့အချိန်မှာသူတို့အနေနဲ့အဲရောရှုံးမွက်ကိုဥတီသွားတာမြင်ရတယ်ဒီဒီအတွက်ကြောင့်ရစ်ချာလီစင်နဲ့အဲ့ညချုပ်ပြီးတော့ အောင်ပွဲခံလို့ဆိုရင်သိကြတယ်ဝိရချ40နဲ့တည်မဟုတ်လို့ဆိုရင်အဲအများဆုံးတည်အထိပဲမျောမှန်းလာပြီးတော့ကျွန်တော်တို့ရှုံးပွဲတွေပါစီဥတည်သွားမဲ့ပုံစံမျိုးတွေတော့ကျွန်တော်တို့မြင်တွေ့နေရတဲ့ပုံစံမျိုးလေးရှိတယ်ဒီဘက်မှာတော့ကျွန်တော်တူတူဆိုပြီးတော့တည်ကြသွားတယ်နောက်တစ်ပွဲကကျွန်တော်တို့ Everton နဲ့ Fulham ကျွန်တော်တို့ပွဲချုပ်အဲဂိုးရတဲ့ခံမှန်းတဲ့ဗီဒီယိုမှာပြောခဲ့သလိုပဲ Everton အင်္ဂမာ Fulham နေနဲ့ကျွန်တော်တို့ အဲရှင်ပြီးတော့ကျွန်တော်မကစားနိုင်ဘူးပြောတဲ့အတိုင်းပဲ Everton တော့ကျွန်တော်တူးစီဆိုပြီးတော့နိုင်ရတယ်နောက်တစ်ပတ်ကျွန်တော် Wahan နဲ့ Burnley Wahan အင်္ဂလိပ်က Burnley ကကျွန်တော်တို့တော့ရှင်မြိုင်နဲ့ပွဲမှာတော့အဲ Burnley နေနဲ့တော်တော်လေးဟိုမှာသူတို့ဒုတိယပိုင်းမှာပြန်လာဖို့ကျွန်တော်တို့အချစ်ပါဂိုးတွေပါတယ်တွင်းပြီးတော့တွင်းနိုင်ပေမဲ့ဒါမှလည်းတစ်ဖက်ကကျွန်တော်တို့ဟန်ကိုဘလို့မှရှင်ပြိုင်မနိုင်မဲနဲ့ကျွန်တော်တို့3-2ဆိုပြီးတော့ကျွန်တော်တို့အပွဲလေးပြီးခဲ့တယ်။ဟုတ်ကဲ့အဲဆိုရင်ကျွန်တော်တို့ည7:00နာရီမှာရှင်ပြိုင်ခဲ့တယ်။ဆန်နာလန်းနဲ့ အာဆင်နယ်ဒီပွဲလည်းတော်တော်လေးမှာကြီးလို့ကောင်းတယ်အထူးသဖြင့်ကျွန်တော်တို့ဆက်တာလိုက်အိမ်ဝင်မှာအာဆင်နယ်အနေနဲ့ကျွန်တော်တို့တော်တော်လေးမှာကောင်းမွန်တဲ့ခြေစွမ်းမျိုးတို့ပြသထားနိုင်တယ်လို့ပြောလို့ရတယ်ပထမပိုင်းမှာကျွန်တော်ဆက်တာလိုက်ရဲ့မထင်မပဲနဲ့ကျွန်တော်ဥဆောင်ကိုတွေပေးရပြီးတော့ဒုတိယပိုင်းမှာမှာအာဆင်နယ်အနေနဲ့ကျွန်တော်ပြန်လာဖို့ကြိုးစားခဲ့တယ်တော်တော်လေးမှာကောင်းမွန်တဲ့ပုံစံမျိုးတွေလည်းမြင်တွေ့ခဲ့ရပြီးတော့သူတို့နဲ့အဲပြန်လာဖို့တော်တော်လေးမှာထိုက်တန်တဲ့ကျွန်တော်တို့ သွင်းကိုတွေပါတယ်မြင်တွေဒါမှလည်းတစ်ဖက်ကကျွန်တော်စန္ဒလန်ကဒီချိန်မှာခွင့်မပြုဘဲနဲ့ကျွန်တော်တို့အချိန်မမင်းမမာမှာဆပြီးတော့ကျွန်တော်တို့နောက်ပြန်ကန်ရက်တွေပါတယ်နဲ့တွင်းပြီးတော့ကျွန်တော်တို့အဲတေတမတ်ကိုတရားတမတ်စီပဲခွဲယူသွားတဲ့ပုံစံလေးတွေမြင်တွေ့ရတဲ့အတွက်ကြောင့်အဲဒီပွဲမှာတော့အာဆင်နယ်အတွက်ကတော့တော်တော်လေးမှစုံရှုံနေနာမှုကြီးခဲ့တယ်လို့ပြောလို့ရတယ်ဒါမှလည်းတစ်ဖက်မှာကျွန်တော်တို့အဲပွဲကြီးပွဲကောင်းတွေနဲ့ ကြုံနေရတဲ့ဘက်မှာတော့သူ့အနေနဲ့တည်တမတ်ဆိုတာလည်းမစိုးလောက်ဘူးလို့တော့ကျွန်တော်အမြင်နဲ့ဘာလို့ကြောက်လို့ဆင်းလို့ဆိုရင်တစ်ခါကကျွန်တော်နိုင်တဲ့နှစ်သိန်းနိုင်တဲ့ပွဲမှာတော့မှကျွန်တော် VM sorry Manchester City နဲ့ Liverpool နဲ့ပွဲရှိတဲ့တိုင်အောင်သူတို့အနေနဲ့အဲ တစ်ဖက်ကနိုင်လာသည့်အတင်းတင်းရှိတဲ့တိုင်အောင်လေးမှတ်ဖြတ်ထားနိုင်မယ်ဆိုတော့တော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့ပုံစံမျိုးလို့မြင်တယ်။ဘာလို့ကြောက်လို့လဲဆိုရင်အာဆင်နယ်နဲ့ကျွန်တော်တို့ international break 3ခုလောက်အထိကိုတို့နေနဲ့အဆင့်တက်နေရမှာယက်တည်တာတာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းမျိုးတွေမြင်တွေ့ပြီးတော့ကျွန်တော်ဒီတစ်ခါ international break ပြီးသွားလို့ဆိုရင်လည်းကစားသမားအစုံလင်ပြန်လဲအဲလောင်တော့မဲ့အတွက်ကြောင့်အာဆင်နယ်ကျွန်တော်တို့နှောင်းလာမဲ့ပွဲတွေမှာတော်တော်လေးမှကြည့်လို့ကောင်းမဲ့ပုံစံမျိုးတွေကိုတော့ကျွန်တော်ကမြင်တယ်ဒီတော့ကြောင့်မဲ့ဆန္ဒလိုက်အိမ်ကမှတီတမတ်ရလိုက်တဲ့ တိုင်အောင်ကျွန်တော်တို့အာဆင်နယ်အတွက်ကတော့တက်ပြီးတော့ကျွန်တော်တို့ အဲအဆုံးရောက်နေတာမူတိတ်တော့ကျွန်တော်ကျွန်တော်မြင်ရဆိုတော့မရှိလောက်ဘူးလို့မြင်တယ်။ Okay အဲ့ဒါဆိုတော့နောက်တစ်ပွဲနောက်တစ်ပွဲတော့ကျွန်တော်တို့နှစ်နိုင်ခွဲမှာရှင်ပြန်ကစားသွားကြတယ်။ချက်စီးနဲ့ဝူဝါဟန်ဒန်နဲ့ဒီပွဲမှာတော့ကျွန်တော်တို့ဝူဝါဟန်ဒန်နဲ့ချက်စီးကိုဘလို့မှမရှင်နိုင်ခဲ့တာကိုတွေ့ရမယ်။ပထမပိုင်းမှာချက်စီးနေနဲ့လည်းကျွန်တော်ပွဲပတ်မှုဒဏ်လေးတွေကျွန်တော်ပြောခဲ့လို့ပဲပွဲပတ်မှုဒဏ်လေးတွေကြုံတွေ့ခဲ့ရသည့်တိုင်အောင်ကျွန်တော်ဒုတိယပိုင်းမှာသူတို့နေအကောင်းဆုံးပြန်လာပြီးတော့အဲဂိုးပြက်ရလက်ကိုချေမုန်းပြီးတော့ကျွန်တော်တို့တွင်းကိုတွေကိုဆက်လက်တွင်းပြီးတော့သူတို့နေအဆင့်300အထိအဲကျွန်တော်အဲ မန်ချက်တာစီးတီးနဲ့လီဗာပူးပွဲမတိုင်ခင်တို့အနေနဲ့အဆင့်3နှစ်နေရာထိကိုတက်လှမ်းလာတဲ့ကျွန်တော်တို့ပုံစံမျိုးလေးတွေတွေ့ရပြီ။ Okay အဲဆိုရင်ကျွန်တော်စနေနေ့စနေနေ့မှာတော့ရှင်းပါတယ်စနေနေ့မှာတော့ပွဲကတော်တော်လေးဥမှာကျွန်တော်တို့7နိုင်ခွင့်ပွဲမှာများခဲ့တယ်။အထူးသဖြင့်ကျွန်တော်အစွန်ဘီလာနဲ့ဘုံပေါင်းရှိတို့ပြီးလို့ဆိုရင်ကျွန်တော်တို့ Brentford နဲ့ Newcastle ရှိတယ်လို့ပြီးရင်လည်း Crystal Palace နဲ့ကျွန်တော် Brighton ရှိတယ်ပြီးရင် Northern Florida နဲ့ Leeds ဒီလေးသိန်းဒီလေးသိန်းကလည်းတော်တော်လို့အဲတော်တော်လေးမှကြီးလို့ကောင်းလို့အဲကြီးကောင်းခဲ့တဲ့ပွဲတွေရှိခဲ့တယ်အထူးသဖြင့်ကျွန်တော်တို့ဒီဘုထဲမှာမှကျွန်တော်အဲကြီးခဲ့တဲ့ပွဲဆိုလို့အစတွန်ဗီလာနဲ့ဘုံမောက်ဘုံမောက်ကဒီရတီမှာတော်တော်လေးမှကျွန်တော်ခြေစွမ်းပြတဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်လို့မြင်တွေ့ရတယ်ဗျသူတို့အနေနဲ့အိမ်ခွင်းအဝေးခွင်းတိတ်ပြီးတော့ကျွန်တော်တို့အဲမရွေးပဲနဲ့တော်တော်လေးမှကျွန်တော်တို့တွင်းကိုးတွေကိုတွင်းနိုင်မဲ့ကျွန်တော်တို့မှတိုက်ဆက်အစုဘွဲကိုပိုင်ဆိုင်ထားတဲ့ပုံစံမျိုးတွေ မြင်တွေ့ရတယ်ဒါပေမဲ့လည်းအက်စထရွန်ဘီလာကလည်းသူ့ရဲ့အိမ်ငွေမှာဒီအခွင့်အရေးတွေလုံးဝကိုရိုက်ချိုးပစ်လိုက်တယ်လို့ပြောလို့ရတယ်ဘာတကြောင့်လဲဆိုရင်ဘုံမော့ရဲ့ကျွန်တော်ကောင်းလာပါဆိုတော့ကျွန်တော်တို့အဲတိုက်စစ်ကိုအက်စထရွန်ဘီလာခံစစ်ကလုံးဝကိုကျွန်တော်ခြေဖြတ်ပြလိုက်ပြီးတော့သူတို့အနေနဲ့ဂိုးပြတ်အနိုင်ယူသွားတာကိုကျွန်တော်တွေ့ရမယ်သူတို့အနေနဲ့ 4C ဆိုပြီးတော့တော်တော်လေးကမှအဲဂိုးပြတ်ခြေပြတ်တစ်ဖက်ကအဲဘုံမော့အသင်းအနေနဲ့ဘလို့မှလှုပ်မရအောင်အက်စထရွန်ဘီလာနဲ့ဒီနေ့ပွဲမှာသူတို့အိမ်ဝင်းပွဲမှာတော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေနဲ့အတူအဲ နိုင်ပွဲတွေကိုဆက်လက်ယူသွားတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ဒီပွဲမှာတော့ကျွန်တော်အနေနဲ့အဲကိုရလက်ခံမန်းချိန်မှာတော့ကျွန်တော်အနေနဲ့တီရလောက်ထိယူသွားမယ်လို့တော့ထင်ထားခဲ့ပြင်တယ်ဒါပေမဲ့တစ်ဖက်ကအစွန်ဘီလာအနေနဲ့သူ့ရဲ့အိမ်ဝင်းမှာပြီးမြလေးပွဲစဉ်10မှာလဲသူတို့အနေနဲ့ရှုံးမွက်တွေ့ထားတဲ့အတွက်ကြောင့်ဒီခါရှင်ပြန်နဲ့ကျွန်တော်ပြီးမြလေးပွဲစဉ်17မှာတော့အဲဘုံမောင်ကိုသူတို့အိမ်ခေါ်ပြီးတော့မင်းလာกว่าဆိုပြီးတော့ကောင်းပါတယ်ဆိုပြီးတော့အဲအတင်းကိုသူတို့အနေနဲ့လုံးဝပေးကိုမရှိဆိုပြီးတော့ကိုပြအနိုင်ယူလိုက်တာကိုကျွန်တော်တွေ့နိုင်တယ်နောက်တစ်သေးကတော့ကျွန်တော်တို့ brand phone နဲ့ new new carset ဒီပွဲမှာတော့တော်တော်လေးဥမာကျွန်တော်တို့ပြောစရာလေးဖြစ်ခဲ့တယ်အထူးသဖြင့်ကျွန်တော် new carset new carset ကကျွန်တော်တို့ champion league ပွဲမှာတော့လည်းတို့အနေနဲ့ဂိုးပြတ်တွေပါတယ်နိုင်ရလက်ကိုပုံပေါ်ထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့တို့အနေနဲ့တော်တော်လေးမှာကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေမယ်လို့တော့မြင်တွေ့ရတယ်ဒါမှလည်းထင်ထားသလိုမဖြစ်ခဲ့ပဲနဲ့ new carset အနေနဲ့ကျွန်တော်အနီကတ်တွေပါလည်းထိခဲ့သလိုတစ်ဖက်ကကျွန်တော် brand phone ရဲ့ကျွန်တော်တို့အိမ်ငွေအားသာချက်နဲ့ဒီနေ့ပွဲမှာတော့3-1ဆိုပြီးတော့ brand phone ကအနိုင်ယူသွားတာတွေ့ရတဲ့အတွက်ကြောင့် new carset အနေနဲ့ကျွန်တော်တို့ငွေကုန်မှာတွားရောက်ရှင်ပြိုင်တဲ့ပွဲ ပွဲမှာတော့သူတို့အနေနဲ့ဂိုးပြတ်အဲရှုံးနေကြတာတွေ့ရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အဲခရစ်စတယ်ပဲလိမ့်နဲ့ကျွန်တော် Brighton ဒီနေ့တဲ့အဆောင်တွင်းမှုကတော့ကျွန်တော်တို့အဲဂိုးရလက်ခံမှန်းထားတဲ့ဗီဒီယိုမှာပဲကျွန်တော်ပြောခဲ့လို့ပဲဒီနေ့တဲ့အဆောင်တွင်းမှုမှာတော့ကျွန်တော်တို့တေးအများဆုံး112 22လောက်တော့သွားမယ်လို့ထင်မှားမိတယ်ဒါပေမဲ့ဒီနေ့တဲ့အဆောင်တွင်းမှုမှာတော့ခရစ်စတယ်ပဲလိမ့်ရဲ့အိမ်ဝင်ဖြစ်တဲ့တိုင် Brighton တို့နေနဲ့လဲတွင်းကိုတွေမတွင်းနိုင်ဘူးတစ်ဖက်ကခရစ်စတယ်ပဲလိမ့်ကလည်းသူ့ရဲ့အိမ်ဝင်မှာကျွန်တော်တို့အဲတွင်းကိုတွေပြန်လည်းမတွင်းနိုင်ပဲဒီပွဲမှာတော့ဇီးဇီးဆိုပြီးတော့ပွဲပြီးသွားခဲ့တယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ ါ Northern Forest နဲ့လီဒီပွဲမှာတော့ကျွန်တော် Northern Forest ကသူ့ရဲ့အိမ်ငွေ့မှာပဲ Lee United ကို3-1ဆိုပြီးတော့ဂိုးပြတ်အနိုင်ရလက်ကိုပုံဖော်ပြီးတော့သူတို့အနေနဲ့ကောင်းမွန်တဲ့အဲပုံစံမျိုးတွေပြန်လာမဲ့အရေးအောင်တွေကျွန်တော်မြင်တွေ့ရတယ်လို့ပြောလို့ရဒီနိုင်ပွဲကြောင့်ပဲသူတို့အနေနဲ့ကျွန်တော်တက်ဆက်စုံသားနေတော့တော်တော်လေးဥမှကျွန်တော်တို့အဲကင်းလွတ်သွားတဲ့အဲပုံစံမျိုးလေးတွေဥမှထပ်ပြီးတော့မြင်တွေ့ရမှာလားဆိုတော့ကျွန်တော်စောင့်ကြည့်နေတာကောင်းတယ်လို့ ြောလို့ရတယ်။နောက်တစ်ပွဲတော့ကျွန်တော်စူပါဇန်နီရဲ့အကောင်းဆုံးတော့ပွဲတစ်ပွဲဖြစ်တယ်ကျွန်တော်မန်ချက်တာစီးရီးနဲ့လီဗာပူးဒီပွဲမှာတော့လီဗာပူးတို့အဝေးကမှသွားရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့တစ်ဖက်ကကျွန်တော်မန်ချက်တာစီးရီးကိုဘယ်အရာမှကျွန်တော်မရှင်နိုင်ခဲ့ဘူးလို့တော့ပြောလို့ရတယ်။နောက်တန်းကွင်းလေကျွန်တော်တို့တိုက်စစ်ဘယ်လိုမှ ရှင်ပြိုင်လို့မရခဲ့တဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်ဒီပွဲမှာတော့ဒိုင်းနေရဲ့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေကတချို့ဆုံးဖြတ်ချက်တွေကမင်းကွန်းထုတ်เสียရှိခဲ့ပေမဲ့အဲဒိုင်းနေရလည်းကျွန်တော်တို့ဒီနေ့ ီတစ်ပတ်မှာကျွန်တော်ဒီတမျိုးကတို့အတွက်ကကျွန်တော်အမှန်တကယ်ဖြစ်ပင်နှောင်းပွဲတွေမှာဒီပုံစံကတို့အတွက်ကတော့အဲဘယ်လိုပြောမလဲဆိုလို့စင်ဒီချမှတ်ထားတဲ့စီမင်းကနောက်တစ်ပတ်ပို့မှာဆိုလို့စင်ဒီစီမင်းကမဟုတ်တော့တဲ့ပုံစံမျိုးတွေကိုမြင်တွေ့ခဲ့ရတဲ့ပုံစံမျိုးတွေရှိတယ်အထူးသဖြင့်ကျွန်တော် budget ပန်းတိုင်းရဲ့အတွင်းကိုဆိုလို့စင်လည်း နောက်ကဒေါ်နယ်ရမရဲ့ကျွန်တော်တို့အဲအမြင်ကိုကွဲနေတယ်ဆိုပြီးတော့ကျွန်တော်တို့ပေးကိုးတွေမပေးလိုက်တဲ့အခွင့်အရေးတွေရှိတယ်ဗျအထူးသဖြင့်ကျွန်တော်ရောဘတ်ဆန်ရဲ့အရင်နဲ့ဒေါ်နယ်ရမရဲ့အရက်ကတော်တော်လေးဟိုမှာကွာခြားနေတဲ့အရက်ကိုဘလို့ကနေဘလို့သွားပြီးတော့ ကွယ်သလဲဆိုတာတော့တော်တော်လေးမှမေးခွန်းထုတ်ချင်စရာကောင်းတယ်လို့တော့ပြောလို့ရပဲတကယ်လို့ကဒီကိုယ်တိုင်ရခဲ့မယ်ဆိုလို့ဆိုရင်တော့ကျွန်တော်ပွဲအမြင်နဲ့ပွဲလှည့်ပြောင်းနေရတော့တမိုးတဖုံပြောင်းလဲသွားပေးမယ်လို့တော့ကျွန်တော်တော့မြင်တယ်ဒါမှလည်းဒီနေ့ပွဲမှာတော့ကျွန်တော်တို့တစ်ဖက်ကလီဗာပူးအနေနဲ့ရှုံးသိမ့်ရှုံးတိုက်လို့ရှုံးသွားခဲ့တယ်လို့ပဲမြင်မယ်နဲ့တစ်ဖက်ကမန်ချက်စတာစီးတီးအနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြမှုတဲ့အနေကျွန်တော်အထူးသဖြင့်ကျွန်တော်တို့သူတို့အဓိကကစားသမားဖြစ်တဲ့ဘရန်ဒိုဆေးပါဆိုလို့ဆိုရင်လည်းဒီနေ့ပွဲမှာကျွန်တော်တို့နောက်တန်းထိပ်ပါဆင့်မီတဲ့ဘောလုံးကိုဆင်းဆယ်နေတဲ့အချိန် ်ပြီးတော့ဆိုရင် attacking ကိုပြန်လိုက်တဲ့အနေနဲ့မျိုးတွေမှာပြန်တွေ့တဲ့အတွက်ကြောင့် Manchester City အနေနဲ့တသင်းလုံးနဲ့ပြန်ပြီးတော့တိုက်တာမယ်ဆိုလို့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေမတွေ့ရတော့တစ်ဖက်က Liverpool အနေနဲ့လည်းတော်တော်လေးမှဆိုးဝါးလုံးနဲ့ခြေစွမ်းမျိုးတွေကိုပြသထားနိုင်တယ်လို့ပြောလို့ရတယ်။ Queen လေရောတိုက်စစ်ရောပြီးလို့ဆိုရင်ကျွန်တော်တို့အနောက်တန်းရောတော်တော်လေးမှခြာလွန်းတယ်လို့ပြောလို့ရတယ်။တစ်ဖက်ကအထူးသဖြင့်ကျွန်တော်တို့အဲဒိုကူတို့ဘလုံးမှမထိမ့်သိမ့်နိုင်တာတော်တော်လေးမှဆိုးဝါးလုံးနဲ့ အဲပုံစံမျိုးတွေလို့တော့အမြင်နဲ့ okay အဲဆိုလို့ကျွန်တော်ဒီတစ်ပတ်ကတော့ပြင်းပြလေးပွဲစဉ်ထဲမှာတော့ကျွန်တော်ရှုံးပွဲကတော့လေဘာဟုတ်တသိမ့်မဲ့တွေ့ပြီးတော့ကျွန်တဲ့အသိကြီးတွေတော်တော်များများကျွန်တော်တေးရလက်တွေအဲ့လို ဒါမှမဟုတ်ပဲနိုင်ပွဲကိုတော်တော်များများဖော်ဆောင်တယ်လို့ပြောလို့ရအထူးသဖြင့်ကျွန်တော်ဒီတစ်ပတ်ပြင်းပြလေးပွဲစဉ်7ပြီးသွားတဲ့အချိန်မှာတော့အာဆင်နယ်အဆင့်7မှာပဲရက်တည်နေဆင်းနဲ့မှာမန်ချက်တာစီးတီးအဆင့်3မှာချက်စီအဆင့်4မှာတော့ဆန်ဒါလန်ဆက်ပြီးတော့ရက်တည်ပြီးတော့အဆင့်5မှာတော့တော်တန်ဟော့စပါအဆင့်6မှာတော့ကျွန်တော်တို့အစတွန်ဗီလာနေပြီးတော့ကျွန်တော်တို့နိုင်ဝဲတွေပြန်လည်ဖော်ဆောင်လာတဲ့အတွက်ကြောင့်အစတွန်ဗီလာအနေနဲ့6ထိကိုတက်လန်းလာပြီးတော့အဆင့်9နေရာမှာတော့ Manchester United နဲ့အဆင့်10နေရာမှာတော့ Liverpool ကတော့เนาะအဲ goal ပလက်အဝတ်အတူတူနဲ့ကျွန်တော်တို့အဆင့်9နဲ့ဆင့်8မှာရက်တည်နေပြီးတော့အဆင့်9နေရာမှာတော့ကျွန်တော်ဘုံမောက်ကလည်းကျွန်တော်ဒီရာဒီကောင်းလုံးမှာလည်းဘုံမောက်ကအဆင့်9နေရာထိရောက်သွားပြီးတော့အဆင့်10နေရာမှာတော့ကျွန်တော်တို့ Crystal Palace ကိုတွေ့ရပြီးတော့အဆင့်17နေရာမှာ Brighton ဖြစ်ပြီးတော့အဆင့်17နေရာမှာကျွန်တော်တို့ အဲ brand ဖို့ပြပြဒီတက်မှာကျွန်တော်တို့အသင်းကြီးတွေတဲမှာဆိုလို့စင်ရင်တော့အခုပုံစံမှာတော်တော်လေးမှာကောင်းမွန်တဲ့ပုံစံတွေပြသထားနေတယ်အသင်းကြီးတော်တော်များများစစ်1 to 8ထိလောက်ကိုပြန်လည်တန်လန်းလာတဲ့အတွက်ကြောင့်ဒီတစ်ပတ်ကျွန်တော်ပြီးမြားလေးပွဲစဉ်စတစ်ကတော့တော်တော်လေးမှာအခြေအနေကောင်းလာပြီလို့ပြောလို့ရအထူးသဖြင့်ကျွန်တော်တို့အသင်းကြီးနှစ်သင်းဖြစ်တဲ့ Manchester City နဲ့ Manchester United နဲ့ Liverpool နဲ့အဆင့်ခွန်ရှစ်ကို ရောက်လာတဲ့အတွက်ကြောင့်ကျွန်တော်နှောင်လာမဲ့ပြင်းပြလေးပွဲစဉ်ဆက်နေမှာလဲဘယ်လိုအခြေအနေမျိုးတွေကိုဆက်လက်ပြီးတော့ကျွန်တော်တို့ဖြစ်လဲဆိုတာစောင့်မျှော်ကြည့်ရှုပြီးတော့အားပေးနိုင်ပါတယ်။အဲကျွန်တော်တို့အခုဆိုလို့ရှိရင် international break နဲ့လာပြီးအတွက်ကြောင့်ကျွန်တော်တို့ဘောလုံးပွဲတွေကိုကျွန်တော်တို့နားမှာဖြစ်တဲ့အတွက်ကြောင့်ဒီကြားထဲမှာတော့ကျွန်တော် international break ကသတင်းလေးတွေပြီးလို့ဆိုရင် international break အဲ international ကနေအသင်းလေးတွေနဲ့သတင်းလေးတွေကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်သွားဖြစ် တဲ့အတွက်စောင့်မျှော်ကြည့်ရှုပြီးတော့အားပေးနိုင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါပဲလာရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံလို့ကြတော့ဗျာ